မင်္ဂလာပါဖူထူပိုင်ဆုလိုက်ပါဒီနေ့မှာတော့ခကြေးကကလေးကိုဆုလိုက်ရနေတဲ့အတူမြှောက်ပေးသမှာဖြစ်ပါတယ်ပထမအဆုံးကျောက်ဦးလေးတွေကိုခပ်ပြီးတော့ကြော်ပါမယ်ကျောက်ဦးလေးကြော်တဲ့အခါမှာအချက်လိုက်ပြီးမကြော်ဘဲနဲ့အခုလိုအမြန်လေးပြန်အောင်ကြော်ပေးပါမယ်နော်ပြီးရင်တော့ဝသားလေးထည့်ပြီးတော့ကြော်ပါမယ်ဝသားလေးကိုတော့ညီမကအယောင်လေးရဲပြီးတော့ကြော်လာရင်ဒီထည့်ပြီးတော့ကြော်ပါမယ်ခုလိုမျိုးရောင်လေးရင်းလာပြီဆိုရင်တော့ပကံတစ်ခုတည်းကိုထည့်ပြီးတော့ဆယ်ထားလို့ရပါပြီရှင်။ဝတ်သားကြော်တဲ့ဝတ်လေးကိုပဲညီမပစုံလေးတွေထည့်ပြီးတော့ကြော်လိုက်ပါမယ်။ စုံလေးတွေကိုရမ်းကြာယူကြပါနဲ့ပစုံလေးတွေပွေးပြီးတော့အမဲငယ်တက်လိုက်ခါကြလို့ရှိရင်တော့ခန်းတစ်ခုလည်းထည့်ပြီးတော့ဆက်ထားလိုက်ပါမယ်ရှင်ခုလိုမျိုးနေသားဆိုဆဲလို့ရပါပြီနော်ဦးရင်မှာစီတက်ထည့်ပြီးတော့ချက်တော့ယူလေးတွေကိုစီတက်ပါမယ်ချက်တော့ယူလေးတွေမွေးလာတဲ့အချိန်ညီမတို့ကြော်ပါမယ်နော်ချစ်တော်မျိုးလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ချစ်တော်မျိုးလေးတွေကခုလိုမျိုးနေတာချုပ်ပြီးတော့မွေးလာပြီဆိုရင်အစိမ်းမုံလေးထည့်ပြီးတော့စီတက်ပါမယ် ဒီနေ့ဒါဆိုလို့ရှိရင်တော့စိမ့်မုံလေးထည့်ပြီးစီတက်လို့ရပါပြီ။ဒီမှာကတော့ဒီနေရာမှာအယောင်နဲ့ရတာတို့စိမ့်မုံလေးနှစုံသုံးပြထားပါတယ်။စိမ့်မုံလေးနဲ့ကျွတ်တွန်ပြူနဲ့စီတက်နေတဲ့အချိန်မှာပဲခုနကကြော်လာတဲ့ဝသားရဲ့ပစွန်ရဲ့ကိုတစ်ခါရဲ့ထည့်ပြီးတော့စီတက်လိုက်ပါမယ်။ပဒါလေးနဲ့ပစုံလေးတွေကိုတခါတည်းစီတက်ပြီးတော့အာသူတို့ကိုလုံးပြီးတော့ကြော်ပေးလိုက်ပါမယ်နော်။ ပြီးတော့ရသနှစ်သားတယ်ညှောက်ခေါဆွဲပတ်လေးတွေကိုဦးထဲဟိုထည့်ပြီးတော့တခါလေးကြုံပါမယ်ရှင်ညှောက်ခေါဆွဲရမှာဆိုရင်တော့ညီမကအရသာအတွက်ဘဲငံပြားရဲ့အကြီးဘဲငံပြားရဲ့အနောက်စာတကြားတို့ကိုထည့်ပြီးတော့ရှာလကရဲ့နင်းငယ်ထည့်ပြီးတော့ရသနှစ်သားပါတယ်ရသာအတွက်စာနင်းငယ်ထည့်ပါမယ်ပြီးတော့ QC လည်းနင်းငယ်ထည့်ပါမယ်အလုံးကိုတမတော်အရသာတွေအလုံးတမတော်မှုကြောကြောပါမယ်ရှင်။ပြီးရင်တော့ကကြေကရဲ့အသက်ဖြစ်တဲ့ ပဲပင်ပါပဲပြုတ်ခုနကကြော်ထားတဲ့ကြောက်ကြော်တို့ပို့တစ်ခါရဲထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ကြောက်ကြော်ရဲ့ပဲပြုတ်ရဲ့ပဲပင်ပေါက်တို့ကိုရတာနှက်သွားအောင်အလုံးကိုတမပြီးငွေကြော်ကြော်လိုက်ပါမယ်ရသားတွေအားလုံးဝင်သွားပြီတမပြီဆိုလို့ရှိရင်တော့ပဲပေါက်လေးတွေစိမ့်နဲ့ကြောက်သွားပြီးကြော်ပေးပါမယ်။ခုလိုမျိုးအနေထားရောက်ပြီဆိုရင်တော့အရသာရှိပြီးတော့ဆောက်လို့ကောင်းတဲ့တကြီးကန်ရီတပွဲကိုရရှိပြီးဖြစ်ပါတယ်ရှင်။အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ရှင်။